မမပြိုလေးရဲ့အလောင်းကိုထင်းမုံပေါ်တင်လိုက်ကြပါရယ်။မိသက်ကျူကိုအားလုံးအစင်သင့်ဖြစ်နေပါပြီ။မိသက်ကျူရမယ့်အချိန်ကလည်းရောက်နေခဲ့ပါပြီ။ထင်းမုံကိုမီးရှို့လိုက်ဖို့ပဲကြံမာတော့တယ်။ဒါပေမဲ့လည်းဦးလေးဖြစ်သူရောက်မလာသေးတဲ့အတွက်ခိတ္တဆောင်ဆိုင်နေကြရပါတယ်။အဲဒီအချိန်မှာပဲရုတ်တရက်မမျော်လင့်မဲနဲ့လူစိမ်းတယောက်ကတုတ်တန်တွေကိုရောက်လာခဲ့ပါတယ်။လူစိမ်းကခွင်တောင်းပြီးတော့မိမပြိုလေးရဲ့အလောင်းကိုစစ်ဆေးကြည့်ပါတယ်။ပြီးတော့မိမပြိုလေးရဲ့ဖခင်ဖြစ်သူကိုလမ်းပြလိုက်ပါတယ်။ဒီမိန်းကလေးကမသေးသေးဘူးဗျာ။ ကျုပ်အတိအကျပြောရတယ်။သူပြောလိုက်တဲ့စကားကြောင့်အတုပအခမ်းအနားတစ်ခုလုံးအော့အတောင်းနဲ့ဖြစ်သွားခဲ့ပါတယ်။အန်အောဝန်သာတန်နေရလဲစူညံသွားပါပြီ။30ရက်4လ2014ရက်ပူရှိန်ပြင်းတဲ့နေ့လယ်ခင်းကြီးမှာပဲဆာရဲသူဟာဆရာပွင့်ရဲ့ဘေးရင်ဟောကန်းကိုရောက်သွားခဲ့ပါတယ်။ဆရာပွင့်ရဲ့ဟောကန်းကလိုင်မြို့နယ်တရားရုံးနေကြိုက်တာဒီကံပွင့်စူတောင်းပြည့်စီဒီမဟုတ်ဘူးရှိမှာပါ။ဆရာပွင့်ကဘေးရင်ဟောရုံနဲ့မကပါပယောဂအတိုက်ခိုက်တွေပါနိုင်နိုင်နေနေဖယ်ရှားပေးနိုင်တဲ့ဆရာပါ။သူစီမှာအန်အောဆရာကုံညမ်းနေရှိတယ်ဆိုတော့မိတ်ဆွေတယောက်ရဲ့လမ်းညွှန်ချက်ကြောင့်ပဲဆာရဲသူရောက်သွားရတာပါ။ဟောကန်းကိုရောက် တော့ဆရာပွဲရန်ရှိမနေခဲ့ပါဘူး ဧည့်သည်တွေနဲ့ထမင်းသွားစားကြပါတယ်တဲ့15မိနစ်လောက်ထိုင်ဆောင်ပြီးတော့မှဆရာပွဲ့နဲ့အဖွဲ့အားပြန်ရောက်လာကြပါတယ်စာရေးသူရေးနေတဲ့စာအုပ်တချို့ကိုလက်ဆောင်ပေးပြီးတော့မိတ်ဆက်လိုက်ပါတယ်ဆရာပွဲ့ကလည်းသူ့ဧည့်သည်တွေနဲ့ပြန်ပြီးတော့မိတ်ဆက်ပေးပါတယ်သူတို့အားလုံးကမတူညီတဲ့အရက်ဒေတာအသီးသီးကရောက်လာကြတဲ့သူတွေပါကမာယိုတကေတာတောင်းကလာစတဲ့မြို့နယ်တွေကလာပြီးတော့တိုက်တိုက်ဆိုင်ဆိုင်ဆရာပွဲ့ရဲ့ဟောကံမှာစုံမိကြတာပါသူတို့တွေအားလုံးမှာတူညီတဲ့အချက်တစ်ချက်တော့ရှိပါတယ်အရကတော့သူတို့အားလုံးရွှေရင်ကျော်ဆရာတွေဆိုတဲ့အချက်ပါပဲစာရေးသူနဲ့သူတို့ကထူးခြားအံ့ဩဖွယ်ရာအဖြစ်ပြက်တွေကြောင့်စကားပြောပြ ကြပါတယ်။အဲဒီအချိန်မှာပဲဧည့်သည်တယောက်ထက်ရောက်လာပြီးတော့စာရေးသူတို့ရဲ့စကားဝိုင်းတဲ့ကိုဝင်လာခဲ့ပြန်ပါတယ်။သူကတော့ AR တိုင်းဒေသကြီးဒနုပြူမြို့နယ်ကျုံတနီးတိုက်နယ်မြို့လေးမှာနေထိုင်တဲ့ဆရာဦးစော်လွင်မှာဦးစော်လွင်ကသူပထမဆုံးကုသခွင့်ရခဲ့တဲ့လူနာမတ်ဆူဆူသူအကြောင်းကိုပြောပြပါတယ်။မွေဆိုးကြီးကြိုက်ခံရပြီးတော့ငားရက်တန်တဲ့သတိလေးမြင့်မြော်သွားတဲ့မတ်ဆူဆူသူကိုတေးပြီးလိုပဲအားလုံးကသတ်မှတ်ခဲ့ကြတာပါ။ငားရက်မြောက်တဲ့နေ့မှာပဲတုတ်တန်ကိုပို့ပြီးတော့မိသကြိုရောမဲ့ဆဲဆဲဆရာဦးစော်လွင်ဟာထင်မှတ်မှထားတဲ့အခြေအနေမှာအဲ့ဒီတုတ်တန်ကိုရောက်သွားပါတယ်။နောက်ဆုံးမှာတော့မိသကြိုရောမဲ့မ မဆူဆူသူရဲ့အသက်ကိုကဲတင်နိုင်ခဲ့ပါတယ်။စိတ်ဝင်စားဖို့ကောင်းတဲ့တစ်ချက်ကမမြင်ရတဲ့ပုံကိုယ်ထူတွေကမဆူဆူသူရှိနေတဲ့တုတ်တန်တဲ့အထိရောက်အောင်အတင်းစေလွတ်လိုက်တာပါဆိုတဲ့ဆရာဦးစော်လွင်ရဲ့ပြောစကားပါ။အဲဒီနေ့ကဆရာဦးစော်လွင်ထွက်သွားတာကပန်းတနော်မျိုးဖြစ်ပေမဲ့သူတကယ်ရောက်သွားတာကတော့အဲဒီနေ့ကအကြောင်းပြချက်မမေ့ရမှရှိပဲကျွန်တော်အိမ်ကနေထွက်လာခဲ့ရတယ်ဗျာ။ အိမ်မှာကွန်းကျန်ဆိုင်ထားတယ်။ရန်ကုန်မှာကွန်းပဲဈေးပေါက်လဲဆိုတော့သိကျင်တဲ့အကြောင်းပြချက်လေးတော့ရှိရပါဗျာ။ဒါပေမဲ့အဲ့ဒါတော့အရေးမကြီးပါဘူးဗျာ။မသွားလဲရတဲ့ကိစ္စပဲ။ဒါပေမဲ့မမြင်ရတဲ့ပုံကိုယ်သူဆရာသခင်တွေကအဲ့ဒီချိန်ကလေးကကျွန်တော်စိတ်ကိုချုပ်ကန်ထိမ့်သိမ့်နေပုံရတယ်ဗျာ။ကွန်းဈေးကိုအရင်သိကျင်နေရအဲ့ဒီနေရာ သွားမကိုဖြစ်မယ်ဆိုတဲ့အတွေးဆန္ဒတွေအာဒီသားတွေကလည်းကျွန်တော်စိတ်မှာပြင်းပြင်းထန်ထန်အောင်ဖြစ်ပေါ်နေရ။အဲဒီချိန်မှာပဲမဆူဆူသူ့ကိုတကြိုဘူးအိမ်ကနေတုတ်တန်အောင်ဆထွက်လာတဲ့အချိန်လောက်ပေါ့။အဲဒီတုန်းကကျွန်တော်ပန်းတန်တော်မျိုးနဲ့အောက်စုကြီးရွာမှာနေရပါ။အိမ်ကနေစပိန်စီးပြီးတော့ပန်းတန်တော်ကိုထွက်လာခဲ့တယ်။တာလမ်းမကြီးတိုင်းနင်းလာရင်လည်းပန်းတန်တော်နဲ့ခရီးလမ်းတစ်ဝက်ရေလဲတောင်စုရွာတုတ်တန်ကြီးကိုရောက်လာခဲ့တာ။အဲဒီချိန်မှာပဲမမျော်လင့်တဲ့အဖြစ်အပျက်တွေစပြီးတော့ဖြစ်တော်တာပဲဗျာ။တာလမ်းမကြီးပေါ်မှာတာလမ်းမကြီးပေါ်မှာဖျက်မြုံတန်းတန်းသွားနေတဲ့ကျွန်တော်စပိန်ကိုမမြင်ရတဲ့တစုံတစ်ယောက်ကဆွဲလဲလိုက်တယ်လို့မျိုးလဲသွားတာဗျာ။အဲဒီနောက်တော့ ော့အမြင့်9ပေ10ပေလောက်ရှိတဲ့တာလမ်းမာကြီးပေါ်ကနေစင်ဂျီရှော့ဒန်ကိုစပိန်ကပြေးဆင်းသွားတာထူးဆန်းနေတာကျွန်တော်စပိန်ကဘရိတ်အုပ်လိုက်တာနဲ့ကြွိကနေဆိုအရက်ပဲအခုတာလမ်းမာကြီးပေါ်မှာစပိန်လဲသွားကြတဲ့ကျွန်တော်ဘရိတ်အုပ်လိုက်တာ ဒါပေမဲ့ brake ကမမိဘူးဗျလုံးဝလည်းမရက်ဘူးတာလန်းနဲ့တုတ်တန်ကြမှာလဲခွက်တွေရှိတယ်နှစ်ပေသုံးပေမြင့်နဲ့လဲကတဲ့ရိုးတွေလည်းရှိတယ်ဒါပေမဲ့စပိန်ကလဲကြမသွားဘူးဗျလဲကွင်းတွေကတဲ့ရိုးတွေပါတစ်ခုပြီးတစ်ခုကြော်ပြီးတော့သူ့လိုလိုသွားနေရဗျကျွန်တော်လည်းဘာမှမတတ်နိုင်ဘူးဗျစပိန်ပေါ်မှာထိုင်ပြီးတော့စပိန်ခေါ်ဆောင်ရအောင်လိုက်သွားရတဲ့သဘောဖြစ်နေစပိန်ကိုရက်အောင်ဘလို့မှလည်းကျွန်တော်မလုပ်နိုင်ဘူးစပိန်ပေါ်ကနေလည်းခုံမစင်းမိဘူးဗျ တုတ်တန်တွေကအာတုပပို့တဲ့လူအုပ်ကြီးနားရောက်မှစပိန်ကသူ့လိုလိုရက်သွားတာဗျလူတွေကလည်းတာလမ်းမကြီးပေါ်ကနေစပိန်နဲ့အပြေးဆင်းလာတဲ့ကျွန်တော်အထူးဆန်းဝိုင်းကြည့်လို့ပေါ့ဗျဆရာစဉ်းစားကြည့်ဗျစပိန်မတော်တဆဖြစ်တဲ့အာတုပပို့တဲ့လူတွေနေကိုရောက်သွားတယ်ပုံမှန်နေသားဆိုလို့ချင်းတောင်းမှန်စရာရှိတာတောင်းမှန်စပိန်ပြန်လဲတာလမ်းမကြီးပေါ်တက်ပြီးတော့ကျွန်တော်ပန်းတနော်ဆက်သွားရမှာလေဒါပေမဲ့အခုဖြစ်နေတာမမြင်ရတဲ့ပုဂ္ဂိုလ်သူဆရာသခင်ရဲ့အရေးယာကိစ္စဖြစ်နေရဲ့ဗျအဲဒါကြောင့်လဲပုဂ္ဂိုလ်သူတွေညွန်ပြတုံတင်တယ်လို့မျိုးကျွန်တော်ခန္ဓာကိုယ်ကပြောဆိုဆောင်ရွက်နေရခြင်းမှာဒါကြောင့်လဲကျွန်တော်စပိန်ကိုပြန်မလဲမိဘူးဗျတာလမ်းမော်လဲပြန်မ မတက်မေဘူး။ဘာယောဂနဲ့ဆုံးတာလဲလို့အနီးနားအာတုပပိုးတဲ့သူတို့ကျွန်တော်မေးလိုက်မိရယ်။မွေစိုးကြိုက်တာတဲ့ မဆူဆူသူတဲ့အသက်က18နှစ်ပဲရှိသေးတယ်လို့လဲဆိုတယ်။အလောင်းကို9ရက်ထားထားပြီးပြီမလို့ဒီနေ့မိသက်ကြူတော့မလို့တဲ့။သူ့ဦးလေးရောက်မလာသေးလို့စောင့်နေရတဲ့။ကျွန်တော်ကလည်းလူကြီးမျက်နှာမူနေတဲ့အရှိဆုံးကိုလှမ်းကြည့်လိုက်တယ်။ဟုတ်တယ်ဗျာ။ကြီးမားတဲ့လောင်စာထင်းမုံကြီးပေါ်မှာအမျိုးသမီးငယ်ရဲ့အလောင်းကိုအခေါင်းထဲထုတ်ပြီးတော့တင်ထားတာ။မိသက်ကြူဘူးအလောင်းကအစင်းနဲ့ဖြစ်နေပြီ။ကျွန်တော်ထင်တယ်ဗျာအခြားသူတစုံတယောက်သာဆိုရင်အော်ဟုတ်လားဆိုပြီးတော့ပြန်လှည့်သွားမှာပဲ။ကျွန်တော်ကတော့ထင်းမုံမောင်မိန်းကလေးအလောင်းကိုကြည့်ရင်လည်းကြက်သိန်းတွေတစ်ဖက်ဖက်ထလာတာဗျာ။တည်နေတာမဟုတ်ဘူးမျောနေတာဆိုတဲ့အတန်ကိုလည်းနားထဲမှာကျွန်တော်ကြားနေရတယ်။အဲ့ဒါက ကြောင့်လည်းပုံမှန်မဟုတ်တဲ့အလုပ်တစ်ခုကိုကျွန်တော်လုပ်လိုက်မိပါတယ် အလောင်းနဲ့အနီးဆုံးကိုတိုးဝင်သွားမိတယ်။အလောင်းပိုင်ရှင်မိဘတွေကိုရှာတယ်။တေတာတော့တေပြီပေါ့ဗျာ။ဒါပေမဲ့အမှန်တကယ်တေတာဟုတ်မဟုတ်ကိုတော့စစ်ဆေးကြည့်ချင်ပါတယ်။ဆန်သက်ခွင့်ပြုပါလို့ကျွန်တော်ခွင့်တောင်းလိုက်မိတယ်ဗျာ။သူတို့ကလည်းတေပြီးသားလူမလို့အမှန်တကယ်တေတယ်ဆိုရင်လည်းကိစ္စမရှိပါဘူး။မတေဘူးဆိုလို့ရှိရင်ဆိုတော့မျောလင်းချက်လေးနဲ့ဆန်သက်ကြည့်ဖို့တော့ကျွန်တော်ခွင့်ပြုပေးခဲ့တယ်။ကျွန်တော်မဆူဆူသူရဲ့ဖခင်နဲ့ဦးကြီးကိုခေါ်ပြီးတော့လောင်စာထင်းမုံမောတက်လိုက်တယ်ဗျာ။ထင်းမုံမောကဝက်ကပ်ပေါ်မှာမဆူဆူသူရဲ့အလောင်းကိုတင်ထားတယ်။အလောင်းနဲ့ရှင်ပြီးတော့မဆူဆူသူကိုကြိုက်တဲ့မွေကြီးကိုလည်းတင်ထားတယ်ဗျာ။ မွေရမပွေးကြီးဗျကျွန်တော်လက်မောင်းလုံးလောက်ရရှိရမွေကြီးကိုချိန်ကြည့်လိုက်တာနှစ်ပိတ်တန်နဲ့15ချက်သားပဲရော့တယ် နဲတဲ့ကောင်ကြီးမဟုတ်ဘူးဗျာထင်းမုံမော်လည်းရောက်ရောအပုတ်နဲ့ရနန်းဟောင်းနေရပဲဗျာဒါပေမဲ့မွေသေးကောင်ရဲ့အပုတ်နဲ့ဗျာလူကအပုတ်နဲ့မထွက်သေးဘူးဒီတစ်ချက်ကျွန်တော်သတိထားမိလိုက်တယ်အလောင်းရဲ့ညာဘက်ခြေမနဲ့ခြေညိုးကြမှာမွေကြိုက်ခံထားရတဲ့ဒဏ်ရောင်တွေ့ရတယ်ဗျာမွေကကြီးတော့အဆွေရနှစ်ပေါက်ကလည်းလက်တလုံးခွဲလောက်တော့ဝေးနေတယ်ဗျာအသားပြူတဲ့သူဆိုတော့အလောင်းရဲ့လေပင်တဝိုက်ဘဲညာလက်မောင်းလက်ပြန်တွေမှာကြက်ပြားဝိုင်းလောက်ရှိတဲ့အစိတ်ကွက်တွေအများကြီးတွေ့ရတယ်မျက်ကွေးနေရလဲမဲနေတာပဲဗျာဒါရီကမွေစိတ်မွန်နေတယ်ဆိုတဲ့လက္ခဏာတွေပေါ့ကျွန်တော်ကခွင့်တောင်းပြီးတော့ကလေးမလေးရဲ့စပင်၄၅ပဲကိုစု ပြီးတော့ဆွဲနှုတ်ကြည့်လိုက်တယ်ဖြုတ်ဖြုတ်ဆိုပြီးတော့သဘင်နဲ့ကျွန်တော်လက်ထဲကိုပါလာတယ်ဗျာသဘင်တွေကိုတေချာကြည့်လိုက်တော့ကျွန်တော်ရင်တွေဒိန်းနဲ့ခုန်သွားတယ်ဗျာဆွဲနှုတ်လိုက်တဲ့သဘင်တွေမှာတပင်းမှအမြင့်ပါမလာဘူးဒီချက်ကလူသေးမဟုတ်ဘူးဆိုတာပြနေရပဲဗျာအသက်မရှိတဲ့လူသေးလောင်းကိုသဘင်နှုတ်ကြည့်လိုက်7ပင်နှုတ်လို့ရှိရင်အနည်းဆုံးတော့10ပင်လောက်ကအမြင့်ပါလာရမယ်ဗျာအခုနှုတ်ကြည့်တော့တပင်းမှအမြင့်မပါလာဘူး ဒီတစ်ချက်တန်းတည်းမဆူဆူသူကမသေးသေးဘူးဆိုတာကျွန်တော်ပြောနိုင်ပါတယ်။ဒါပေမဲ့ပိုပြီးသေးကြအောင်နောက်တနည်းစမ်းသပ်ကြည့်လိုက်တယ်ဗျာ။ဒုတိယတစ်ချိန်ခွင့်တောင်းပြီးတော့မဆူဆူသူရဲ့အင်ကြီးအောက်အနားစာကိုနည်းနည်းလှန်လိုက်တယ်။ပေါ်လာတဲ့ဝမ်းပိုက်သားတနေရာတဲကိုပဲဝါးနှီးပြားလေးနဲ့တစ်ချက်ချင်းထောက်ကြည့်လိုက်တယ်။၁၄၅ချက်လောက်ထောက်မိလိုက်တော့ဝါးနှီးပြားထိထားတဲ့ဝမ်းပိုက်သားနေရာတွေးအောင်နီးရဲလာတယ်ဗျာ။တကယ်လူသေးဆိုရင်တွေးဆုပ်ပြီးတော့ဖြူပတ်ဖြူပတ်ဖြစ်သွားမှာလေ။အခုတော့တွေးအောင်လွမ်းပြီးတော့နီးရဲလာတယ်။အဲဒီအချိန်မှာပဲကျွန်တော်ခံစားလိုက်ရတဲ့ဝမ်းမြောက်ပီတီကိုဘယ်လိုစာဖွဲ့ရမှန်းတော့မသိဘူးဗျာ။ကျွန်တော်တကူလုံးစက်သိမ်းမွင်းညင်းနေထအောင်ကို ဝမ်းသာခံစားရတယ်ကျွန်တော်လက်မထောင်ပြီးတော့ပြောလိုက်တယ်ဗျာဒီမိန်းကလေးမသေးသေးဘူးဒီမိန်းကလေးမသေးသေးဘူးကျုပ်အတိအကျပြောရဲတယ်ဗျာကျွန်တော်လည်းအဲ့လိုပြောလိုက်ရောအတုပပို့လာတဲ့သူအားလုံးကအော့အတောင်းနဲ့စူညံသွားတော့ပါပဲဗျာမိဘတွေဆွေမျိုးသားချင်းတွေဆိုဝမ်းသာအဲလဲဖြစ်ပြီးမျက်ရည်တွေပါရှွဲလို့ဗျာဟုံးမဟုတ်ရဲ့လားဆိုပြီးဇဝေဇဝါဖြစ်သူတွေကလည်းဖြစ်ပေါ်ဗျာမဖြစ်နိုင်ဘူးဆိုပြီးမယုံမသင်္ကာဖြစ်တဲ့သူတွေကလည်းဖြစ်လို့တုတ်တန်တစ်ခုလုံးကစကားပြောတဲ့အနေနဲ့ပွက်လို့ရိုက်သွားတော့ပါပဲဗျာ အဲ့ဒီအချိန်မှာကျွန်တော်ဘာဖြစ်နေလို့ဆရာထင်လဲဒုက္ခရောက်နေရဆရာကြီးကျွန်တော်ဒုက္ခရောက်နေရဗျမဆူဆူသူမတည်သေးဘူးဆိုတာအတိအကျသိလဲရပြီအားလုံးကိုလည်းလက်မထောင်ပြီးတော့ပြောလိုက်ပြီဒါပေမဲ့ကလေးမလေးကထင်းမုံမောကဝက်ကပ်ပေါ်မှာတကယ်လူသေးကောင်တိုင်းပဲဖြစ်နေသေးတာဗျဘာဆက်လုပ်ရမှလဲကျွန်တော်မသိဘူးဟောဒီနေရာမှာဆရာသိအောင်ပြောအောင်မယ်ကျွန်တော်ကတဆနံပါတ်ရတိုင်းဆေးဆရာတယောက်ပါပြီးတော့ရွှင်ကျော်မှာလည်းအဆင့်ဆုံးကျွန်တော်တို့ရွှင်ကျော်ဂိုင်းတော်မှာဆေးတော်ပိုင်ပြီးတရဝါတွေကိုကဲတင်ပေးနိုင်မှာပညာပြန့်ပွားအောင်လုပ်နိုင်မှာအဆင့်ကိုဆရာကြီးဖြစ်သတ်မှတ်ခံရတာကျွန်တော်အဆင့်က3ဆိုတော့ဆရာပေါ့စာ ပေါ့ဗျာကလေးမလေးကမွေစိတ်မှုန်ပြီးတော့ငါးရက်လုံးလုံးသတိလစ်မိန်မျောနေခဲ့တာဗျာတေဗီထင်လို့တော့မှမိသက်ကြူတော့မယ်အဲ့ဒီအချိန်တွေမှာကဘာကျော်နောက်တိုင်းစေးပညာပါရဂူကြီးရဲ့အကုန်လုံးလာကွေ့ရင်တော့ချက်ချင်းသတိပြန်ရလာဖို့ဆိုတော့မဖြစ်နိုင်ပါဘူးဒီတိုင်းမဲ့ကျွန်တော်လည်းဘာဆက်လုပ်ရမှမသိဘူးဖြစ်နေရပါဒါကတော့ကျွန်တော်ရဲ့ပုံမှန်စိတ်သဘောထားပါဒါမဲ့ကျွန်တော်ကောင်းကောင်းသတိထားမိလိုက်ပါတယ်ဘာဆက်လုပ်ရမှမသိဖြစ်နေတဲ့စိတ်ကနေတရင်ကပဲဗျာကျွန်တော်အာယုံမှာထင်သွားတာအဲ့ဒီတရင်ကရဲ့နောက်မှာတော့ကျွန်တော်ရဲ့ကိုနှုတ်နှလုံးသုံးပါးကလှုပ်ရှားရှိတဲ့အလုပ်တွေအားလုံးသူ့အလိုလိုလှုပ်ဆောင်သွားခဲ့တာဗျာ ကျွန်တော်အံ့ဩလို့တော့မဆုံးဘူးဗျာအဘဆေးဝိဇာတွေကျွန်တော်ဝင်ရောက်ပူးကတ်နေပြီဆိုတာကျွန်တော်သတိပြုလိုက်မိပါတယ်ကျွန်တော်ကကလေးမလေးရဲ့နှစ်ဖူးကိုအသာပုတ်လိုက်တယ်ဗျာမွေကြိုက်ခံထားရတဲ့မဆူးဆူးသူရဲ့ခန္ဓာကိုယ်တွေကမွေစိတ်မှန်သမျှမကောင်းသောအတိုက်ခိုက်အနောက်ရှက်မှန်သမျှငတ်လက်ဝါအောက်ကမီးလို့ပူပြီးလိုက်ခဲလို့အမိတ်ပေးလိုက်မိတယ်ပြီးတော့ကလေးမလေးရဲ့ခန္ဓာကိုယ်မထီပဲနဲ့နှစ်ဖူးကနေခြေပြားထီအောင်အစိတ်တွေတတ်ချတယ်ခြေပြားပဲရောက်တော့စက်ကြဝလာတို့လွင့်စေတည်းဆိုပြီးပြောပြီးအစိတ်တွေကိုလွန့်ပစ်လိုက်တယ်အဲဒီလိုမျိုး၁၄၅ကလောက်အစိတ်တွေတတ်ချပြီးချိန်မှာတော့ကလေးမလေးစီကထွက်လာတဲ့အတန် န်တူတူလေးတခုကိုကြားလိုက်ရတယ်ဗျာရေရေပေးပါအရေစားတယ်အဲ့ဒီချိန်မှာဗျာကျွန်တော်တအားဝမ်းတာတာပဲကျွန်တော်နှလုံးခုန်နိုင်တော့ရက်သွားတယ်လို့တောင်ကျွန်တော်ထင်လိုက်မိတာဗျာမဆူဆူသူရဲ့ဖခင်နဲ့ဦးကြီးဆိုလို့ရှိရင်ဝမ်းတာလုံးလုံးမျက်ရည်တွေတောင်လဲလို့ဗျာဟာတတိယလာပြီတတိယလာပြီဟေး အားလုံးကအဲ့လိုတွေអော်နေကြတာဗျာအတူပါလိုက်ပို့တဲ့လူတွေအားလုံးကလည်းမိသက်ဂျုံမဲ့ထင်းမုံမွားနဲ့ကျွန်တော်လုံနေတဲ့မြောင်မယုံမရဲစိတ်တွေနဲ့မျက်တော်မခတ်တမ်းစောင့်ကြည့်နေကြတာဗျာမဆိုးဆိုးသူသတိရပြီလဲဆိုရထခုံကြတာဗျာမြင်တော်မကောင်းတန်တော်နဲ့အားလုံးကလည်းဝမ်းသာကုန်ကြတာပေါ့ကံအားလျော်စွာပဲမဆိုးဆိုးသူမျက်လုံးဖွင့်ပြီးတော့ကြည်လာတယ်ကျွန်တော်လည်းအောက်ကလူတယောက်စီကနေဓာလန်တောင်းလိုက်တယ်မဆိုးဆိုးသူရဲ့ခြေမလက်မတွေမှာချီနှောင်ထားတဲ့ကျိုးတွေအားလုံးဖျက်ပစ်လိုက်တယ်ကလေးမလေးကိုထင်းမုံမွားနဲ့ခြာပြီးတော့အရေးကောင်းတဲ့နေရာတစ်ခုမှာနေစေတယ် ပြီးတာနဲ့ပဲရွာကိုပြန်ပြီးတော့အုံနုတခိုင်ခုတ်ခိုင်းလိုက်တယ်။တုတ်တန်တဲ့ရွာကနိုင်ဝက်လောက်တောင်ဝေးတယ်ဗျ။အသွားပြန်တနားရီလောက်ကြာမှအုံငံရောက်လာတယ်။ ကျွန်တော်ကအုံးသီးတွေထိတ်ဖွင့်ပြီးတော့တန်မုံနဲ့ကိုအုံးရည်တွေတွန်လိုက်တယ်ကျွန်ုပ်ဒီရွှေရင်ကျော်အထက်လန်းပညာကိုစေတနာရှင်ဆရာကြီးဦးတက်ညွတ်ထံကနေယူတဲ့နေရာစပြီးတော့နွားသားကျွဲသားတွေကိုဘယ်တော့အခါမှတိလျက်နဲ့မစားတောက်ခဲ့ပါကာမပိုင်လင်းရှိမရာကိုတိလျက်နဲ့ဘယ်တော့အခါမှမခိုးယူမပောင်းသင့်ပါမိုးရစ်စေတော့တည်ရည်တည်ရက်ထန်းရည်ဘီယာတို့ကိုတိလျက်နဲ့ဆေးဖြစ်တောင်ဘယ်တော့အခါမှမလိမ့်မကြံမတောက်စားပါဤတစ္ဆာကျိုးပေါက်ပါကရွှေရင်ကျော်အထက်လန်းပညာရက်တွေပျောက်ပြက်ပြီးတော့ တေချင်းစိုးအမျိုးမျိုးနဲ့သွေးပွက်ပွက်အံတေရပါစေတေပြီးတဲ့နောက်မှာလဲမဟာအဝီစီငရဲမှာမကြွတ်တန်းခံစားရပါစေဤသစ္စာတရားမှန်ကန်ခဲ့သည်ရှိသောမဆူဆူသူမှာအကြိုက်ခံထားရတဲ့အစိတ်မှန်သမျှမကောင်းသောဘေးအန္တရာယ်ဇက်မှန်သမျှမြူမုံမြမကြံအောင်ပျောက်ကင်းစေအစိတ်ကြရည်စင်နေလဲဖြစ်ပါစေကျွန်တော်အဲ့လိုမျိုးသစ္စာဆိုလိုက်တယ်ဗျပြီးတာနဲ့ပဲအုံးရည်တွေတဲကိုဘဲညာလက်ညှိုးနှချောင်းထည့်ပြီးမှုလိုက်တယ်ဒီနည်းကရွှေရင်ကျော်အထက်ကိုင်းဆရာတွေရဲ့စေးမွင်ဤပုံစံမှာ ဆေးမွေပြီးတော့မှမဆူဆူသူ့ကိုတိုက်လိုက်တယ်။ကလေးမလေးက9ရက်လုံးလုံးအစာရေစာပြတ်ခဲ့တာဆိုတော့မက်ခွက်နဲ့3လုံးစာလောက်တောက်လိုက်တယ်ဗျာ။ ခဏလောက်နေတော့စီးသွားခြင်းနဲ့ဝမ်းသွားခြင်းနဲ့ပြောလာတယ်။သွားတော့လည်းမဲပပုတ်ရောင်နေပြန်။ဒါကမွေစိတ်တွေပါသွားတဲ့လက္ခဏာပါ။စွစွနတော့ကတွေ့ခဲ့ရတဲ့ကြက်ပြားဝိုင်းလောက်ရှိတဲ့အစိတ်ကွက်တွေအားလုံးကလည်းအဲ့ဒီအချိန်မှာပဲယူပစ်လိုက်တယ်လို့ပြောက်သွားတယ်။တစ္ဆာရတကူအဘဆေးဝိဇ္ဇာဆရာတို့ရဲ့ပညာအစွမ်းမယုံနိုင်လောက်တဲ့အမခန့်အစွမ်းပါပဲ။မဆွစွသူကချက်ချင်းထူးထူးထောင်ထောင်ဖြစ်သွားခဲ့တယ်။တုတ်တန်ကနေရွာပြန်လာတော့သူကိုယ်တိုင်လမ်းလျှောက်ပြီးပြန်ခဲ့တာဗျာ။ အာဒါမဖြစ်နိုင်ဘူးတေပြီးသားလူအသက်ပြည့်ရှင်လာရဲဆိုတာလုံးဝမဖြစ်နိုင်ဘူးအောက်လန်းပညာနဲ့ဖုတ်သွင်းလိုက်တာပဲဖြစ်မယ်ဖုတ်တရေဝင်လာဆိုရင်စားပြီးတောက်ပြီးရတဲ့ပြန်ထွက်သွားလိမ့်မယ်အဲ့ဒီချိန်ကျရင်ကောင်မလေးပြန်သေးသွားမှာပဲဒီအောက်လန်းဆရာကိုမျက်ချိမပြတ်စောင့်ကြည့်နေကြကွာအဲ့ဒီလိုမျိုးလူတစုပြောနေတဲ့အတန်တွေကကျွန်တော်နားထဲကိုစူးတွေလိုမျိုးဝင်လာခဲ့ပါတယ်ကြားလိုက်တာနဲ့ပဲဒေါသကလည်းထောင်းကနေတောင်ထွက်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲကျွန်တော်အသက်က26နှစ်ပဲရှိပါသေးတယ်တုံ့ပြန်ခြင်းနဲ့စိတ်ကမြင်မြန်ဆန်ဆန်ရောက်လာခဲ့ပါတယ်ဒါပေမဲ့ငါလုံနေတဲ့အလုပ်ကမြင့်မြတ်တဲ့အထက်လန်းတရဝါတွေကိုကဲတဲ့ နဲ့အလုပ်လို့သတိရပြီးတော့တီးခံလိုက်ပါတယ်သူတို့မသိလို့နားမလဲလို့ပြောတာပဲဆိုပြီးတော့တင်းမာနေတဲ့စိတ်ကိုဖြေလျှော့လိုက်ရပါတယ်ဖြစ်တာဒီလိုဗျတုတ်တန်နေပြန်လာအိမ်ရောက်တာနဲ့ပဲမဆူဆူသူရဲ့ကိုခန္ဓာထဲမှာပြန့်နေတဲ့မွေစိတ်တွေကိုရိုးရတိုင်းရင်စင်းနေနဲ့ဆုပ်ယူရတယ် တွင်ဆုပ်တယ်လို့ခေါ်တာပေါ့ဗျာ။မွေကြိုက်ခံရတဲ့ဒဏ်ရာကိုဇပလုံးတစ်ထောက်စာလောက်ခွဲလိုက်ရတယ်။နောက်ပြီးတော့ရေနွေးပုပ်ပွက်စုထဲမှာထည့်ပြုတ်ထားတဲ့ပနစလင်ပလင်းကိုညက်နဲ့ယူပြီးတော့ခွဲထားတဲ့အနာပေါ်ကိုမောက်လိုက်တယ်။ပလင်းကရမ်းပူနေတော့အသားကိုမလောင်အနာဝအနီမှာရေနဲ့နဲ့ချပေးထားတယ်။အနာကိုပလင်းဝကိုအုပ်လိုက်တာနဲ့အနာတွေကသွေးတွေအစိတ်တွေအလိုလိုစိမ့်ထွက်လာခဲ့တယ်။ဒီနီးကအစိတ်ကိုဆုပ်ယူတဲ့တိုင်းရင်နီးပေါ့။ပနစလင်ပလင်းနဲ့24လုံးဆုပ်ပြီးတဲ့အချိန်မှာတော့သမီးထမင်းစားရဲစားလို့ရပြီလားဆိုပြီးတော့မေးလာခဲ့ပါတယ်။သမီးစားကျင်တဲ့လောက်ထမင်းသွားခုလေ။ခူးပြီးသွားလို့ရှိရင်မစားနဲ့အောင် ရာစီယူလာခဲ့အဲ့လိုမျိုးကျွန်တော်ကပြောလိုက်ပါတယ်ကလေးမလေးကထမင်းမစားရတာကြာပါပြီစားကျင်တဲ့အာတီသားကလည်းပြင်းထန်နေမှာပါခူးလာတဲ့ထမင်းတွေကလည်းမနှဲမနှောပါပဲအခြားသူတွေကလည်းအံ့ဩသွားခဲ့ပါတယ်ကျွန်တော်ကတော့ထမင်းတွေကိုကြည့်ပြီးပြုံးလိုက်မိပါသေးတယ် ထမင်းပကံထဲမှာဟင်းနေလဲပုံပြီးသားပါထမင်းနဲ့ဟင်းကိုကျွန်တော်ကဝဲရလက်ညှိုးနှစ်ချောင်းနဲ့တပြိုင်နက်ထဲမှွေလိုက်ပါတယ်မှွေနေရင်လည်းအုံးရီတိုက်တုံးရလို့ပဲတစ္ဆာဆူလိုက်ပါတယ်အစိတ်တင်နဲ့မကင်းနဲ့ဘေးတို့ကအန္တရာယ်ဆက်မှန်သမျှမြူမုံမြမကြင်အောင်ပျောက်ကင်းစေတော့ဆေးထမင်းဆေးဟင်းတွေဖြစ်ပါစေလို့တစ္ဆာပြုရပါတယ်ပြီးတော့မှထမင်းကိုစားစေပါတယ်ကလေးမလေးကလည်းထမင်းတွေကိုကုံအောင်စားနိုင်ပါတယ်ထမင်းစားပြီးတော့သမီးအိတ်ချင်လို့ပါအိတ်ခွင့်ပေးပါလို့ပြောပြီးတော့အိတ်ပြောသွားခဲ့ပါတယ်ဒါကြောင့်လဲနားမလဲတဲ့သူတချို့ကပြောကြတာပါဖုတ်သက်စေသွင်းထားလို့ဒါတေပြီးသားလူကပြန်ထလာ တာထမင်းရင်းတွေကိုလည်းမယုံနိုင်အောင်အများကြီးစားတယ်စားပြီးတာနဲ့ပဲပြန်အိပ်သွားတယ်ဖုတ်သက်စီပြန်ထွက်သွားလို့ရှိရင်စွစွသူပြန်တည်သွားမယ်ဆိုပြီးတော့သူတို့ကထင်နေကြပါတယ်မစွစွသူရဲ့မိဘတွေတောင်းမှန်လို့ကျွန်တော်အဲ့ဒီအိမ်မှာပဲညအိပ်တဲခိုလေးရပါတယ်ကလေးမလေးကလည်းစားရိတ်ကလေးကတညလုံးတရေးမှမနိုးတော့ပါဘူးတချို့ကပြန်တည်သွားလာဆိုပြီးတော့အနီးကကြည့်ကြပါသေးတယ်တကယ်တော့မစွစွသူကတည်ပြီးလို့သတ်မှတ်ခံထားရတဲ့၅ရက်တန်တိုင်းပြင်းထန်တဲ့မွေစိတ်ကြောင့်မိမျောသွားခဲ့ရတာပါအိပ်ပျော်နေတာနဲ့မိမျောတာမတူပါဘူးအိပ်ပျော်နေတာကအနာယူခြင်းတစ်မျိုးဖြစ်ပြီးတော့ မေမျောနေတယ်ဆိုတာကတော့သူမရဲ့ဝိညာဉ်ကပင်ပင်ပန်းပန်းနဲ့လှုပ်ရှားနေရပါတယ်ကျွန်တော်စပိန်ကိုထိမနိုင်တိမနိုင်တာလမ်းမကြီးဘဝနဲ့ထိုးစင်လေကွင်းတွေကိုဖြတ်ကတဲ့ရိုးတွေကိုကြော်ပြီးတော့တုတ်တန်တွေကိုဝင်လာတာကိုသူမြင်နေရတဲ့အကြောင်း ကျွန်တော်ဆွေရဲ့အနောက်ကဝိပုစင်ညာနဲ့အဖိုးအတူကတွန်းပို့ပေးနေကြောင်းကျွန်တော်ကိုမြင်မြင်လာပါစေဆိုပြီးသူမခေါ်နေပေမဲ့ကျွန်တော်ကမကြားတဲ့ကြောင်းတတိလေးမိမျောနေချိန်ကဝိညာဉ်ဘဝနဲ့သူမမြင်တွေ့ရတဲ့အရာတွေကိုမဆွဆွသူကတတိပြန်ကောင်းလာတဲ့အချိန်မှာကျွန်တော်ကိုပြောပြခဲ့ပါတယ်မဆွဆွသူကမိုးစင်စင်လင်းတော့မှအိယာကနိုးထလာခဲ့ပါတယ်အဲဒီအချိန်မှာပဲဗဂရီကြည်လင်ဝင်ပါတဲ့မျက်နှာနဲ့လလန်းဆန်းဆန်းဖြစ်သွားခဲ့ပါပြီမျက်ကွင်းညုံမဲတာတွေလည်းပျောက်သွားပြီးတော့တကယ်လူကောင်းဗဂရီဖြစ်သွားခဲ့ပါပြီအဲဒီအချိန်ကျတော့မှပဲသူမရဲ့မိဘတွေဆွေမျိုးမိတ်တင်ကဟတွေအားလုံးဟာ

စိတ်ချလက်ချနဲ့ပြောနိုင်ကြပါတော့တယ်အဲဒီနောက်မှာတော့မဆူဆူသူကဆရာပေးတဲ့အသက်ပဲရှိပါတော့တယ်လို့ပြောပြီးတော့ဆရာကိုလက်ဥချပြီးတော့ garage ရှာပါတယ်သူမဝစ်စင်နဲ့ခြေနှက်တရံရွှေလက်စွတ်တကွင်းရွှေလက်ကောက်တကွင်းရွှေဆွဲကြိုးတကုံးနဲ့ငွေ9000ကိုလည်းထည့်ပြီးတော့ garage ပါတယ်ကျွန်တော်က garage ခံပြီးတော့လက်ဝတ်လက်စားတွေကိုပြန်စွန့်ပေးခဲ့ပါတယ်ရွှေတဲ့ပစ္စည်းတွေလက်မခံတဲ့အတွက်မဆူဆူသူရောသူမိဘတွေရောစိတ်မကောင်းကြပါဘူးဒါပေမဲ့ကျွန်တော်တိုင်းဆေးပညာလေ့လာသင်ယူခဲ့တာရွှေရင်ကျော်အထက်လမ်းပညာကိုယူခဲ့တာဟာဥစ္စာပစ္စည်းလိုချင်လို့မဟုတ်ပါဘူးခုနှစ်ရက်သားသမီးတွေကိုကဲတင်ခြင်း ို့ပါကက်တင်ခွင့်ရတာကပဲဝမ်းသာလာပါပြီလို့ပြောပြီးတော့ငွေကိုပဲလက်ခံခဲ့ပါတယ်ဒီဖြစ်ပျက်တွေကလွန်ခဲ့တဲ့အနှစ်20လောက်ကဖြစ်ခဲ့တဲ့အဖြစ်ပျက်တွေပါမဆူဆိုးသူကအခုချိန်ထိဟင်းသရမြို့မှာတက်ရှိထင်ရှားရှိနေတော့မှာပဲအိမ်အောင်ကြပြီးတော့တားနေအောင်နဲ့သမီးလေးတစ်ယောက်တောင်ရနေခဲ့ပါပြီ ဆရာဦးစော်လွင်ရဲ့ထူးထူးခြားခြားကိုရွေတေးရွာပြန်မဆူဆူသူဖြစ်ရမဇလန်လေးကဒီနေရာမှာနေမဲ့အဆုံးသက်သွားခဲ့ပါပြီဗျ။စာရေးသူနဲ့သူတို့အဖွဲ့ကတော့ဆရာပွင့်ရဲ့ဟောကန်းနဲ့မှာပါပဲ။အသက်တန်းကုံညင်းတေးခြင်း၊ကံဆွမ်းကုံညင်းတေးခြင်း၊အသက်နဲ့ကံနှစ်ခုစလုံးကုံညင်းတေးခြင်း၊ကံတစ်ပါးကတက်ဖြတ်၍တေးခြင်းဆိုတဲ့ တရဝါတို့ရဲ့တေခြင်းအကြောင်းတရား၄ပါးကိုဆက်ပြီးတော့ဆွေးနွေးပြခဲ့ကြပါတယ်။တေခြင်းတရားတွေနဲ့မဆူဆူသူရဲ့အဖြစ်ကိုရှင်တွဲပြီးတော့စဉ်းစားကြည့်ခဲ့ကြပါတယ်။အဲဒီအချိန်ကမဆူဆူသူရဲ့အသက်18နှစ်သာရှိသေးတဲ့အတွက်လူသက်တမ်းမကုန်သေးပါဘူး။မွေဆိုးကိုက်ခံရတာတေပြီထင်တဲ့မိသချူရောမယ်အထိရောက်ခဲ့ရတဲ့ဘဝကအတိတ်ကမကောင်းတဲ့ကံအကြောင်းတစ်ခုခုရဲ့အကျိုးဆက်လို့သတ်မှတ်ရပါမယ်။အဲဒီအချိန်နေ့ထိဖြစ်ပြီးမှမမြင်ရတဲ့ပုံကိုယ်သူပုံကိုယ်မြတ်တွေကဆရာဦးစော်လွင်ကိုဆစ်လွတ်ပြီးတော့ကဲတင်စီခဲ့ပြန်ပါတယ်။ဒီအချင်းရာတွေကမဆူဆူသူကလူသက်တမ်းမကုန်သေးတယ်လို့ကံလည်းမပြတ်သေးဘူးဆိုတာကိုပြနေ ပါတယ်။ဆရာဦးစောလင်ပြောခဲ့တဲ့ဇာတ်ရည်ထဲမှာမဆူဆူသူဟာဗုဒ္ဓဘာသာဝင်ဖြစ်ပြီးတော့ဘာသာတရားကိုင်ဆိုင်သူတီလာဆောင်နေသူ အလူဒါနဝါဒနာထုံသူဆိုတဲ့အချက်တွေလည်းပါပါတယ်။မွေဆိုးကြိုက်ခံရလို့မသေးပဲနဲ့မိသကြိုခံရပြီးတေတော့မဲ့ဆဲဆဲမှာအသက်ကယ်မဲ့သူရောက်လာခဲ့တယ်။ဒီအကြောင်းချင်းရာကတန်ရာမှာပြုခဲ့တဲ့ကုသိုလ်ကံတစ်ခုခုကြံကြံအတိတ်ကံမကြံရင်လည်းယခုလက်ရှိဘဝမှာပြုခဲ့တဲ့ကုသိုလ်ကောင်းမှုကံတွေကထောက်ပံ့ကူညီလို့ပဲဖြစ်ရပါမယ်။စာရေးသူတို့ဆွေးနွေးပြောဆိုနေချိန်မှာပဲအမျိုးသမီးနှစ်ယောက်နဲ့အမျိုးသားငယ်တစ်ယောက်ဆရာပွင့်ရဲ့ဘေဒင်ဟောကန်းနဲ့ကိုဝင်လာခဲ့ကြပါတယ်။စာရေးသူတို့ကလည်းအလိုက်တသိနဲ့အပြင်ဘက်ကိုထွက်ခဲ့ကြပါတယ်။ဆရာဦးစိုးလင်ကတော့ခုနှစ်ရက်သားသမီးတွေကိုကယ်တင်ဖို့တောင်ကူထန်းတဲ့ပင်ဘက် ကိုခရီးထွက်မဲ့ပြောပြီးတော့ထွက်ခွာသွားပါတယ်။စာရေးသူကတော့ကိုယ်တိုင်ပြုလုပ်ထားတဲ့ကောင်းမှုကံမကောင်းမှုကံတွေတင်စီထားရာမပိုင်တဲ့တက်ရှိတက်မဲ့တွေစူးစီးထားရာရွှေပြည်သာမြို့နယ်ကနေအိမ်ကို ပြန်လာခဲ့ပါတော့တယ်။ဇလန်လေးကတော့ဒီမှာတွေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျ။ ဇလန်လေးကိုစွနတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မွေးရင်ရတဲ့သူဆရာမောင်မိုင်းညိုချောင်းကိုလည်းလေးစားလျက်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။တင်တန်းနေများစွာတယောက်ပြီးဒီကဲလက်တွေ့ဘဝကိုရှောက်လန်းရမယ့်အချိန်မှာလမ်းနေပျောက်နေတယ်ဆိုရင်တော့ Profit Mobile ဖုန်းမြင်တင်တန်းကြောင့်လမ်းလာခဲ့လိုက်ပါ။တင်းရဲ့စိတ်ကူးအိမ်မက်တွေကိုပုံဖော်ဖန်နည်းနိုင်မဲ့ဒီလမ်းညွန်ပေးပါမယ်။ဤပညာတွေလိုက်လို့မမီအောင်မြန်ဆန်တိုးတက်နေတဲ့ AI ခကြီးထဲမှာလည်း Mobile ဖုန်းတွေပြတ်သွားရင် Hardware ဘိုင်းမဲ့ဖြစ်ဖြစ် Software ဘိုင်းမဲ့ဖြစ်ဖြစ်ဖုန်း Service ဆိုင်တွေမှာတွားရောက်ပြင်ကြရပါတယ်။တင်သားဖုန်းပြ ပင်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ professional တယောက်ဖြစ်နေမယ်ဆိုရင်တော့တိုးတက်နေတဲ့ AI ခကြီးထဲမှာလည်းလက်ကမောင်းခတ်ပြီးတော့ရင်ကော့ခေါင်းမော်ကရက်တည်နိုင်ပါလိမ့်မယ်။အဲဒီလိုလူတယောက်ဖြစ်ဖို့ဆိုရင်တော့ရန်ကုန်မြို့ကမာရွတ်မြို့နယ်လယ်တန်းဦးထွန်းလင်းချန်လမ်းမှာဖွင့်လှစ်ထားတဲ့ Profit Mobile Phone မြင့်တင်တန်းကြောင့်မှာအခုပဲစီးရင်လာသွင်းလိုက်ပါ။ကျွမ်းကျင်တဲ့ဝါရင်ဆရာတွေကနေထိရောက်တဲ့သင်ကြားမှုတွေနဲ့တဦးချင်းကိုမတက်မချင်းအသေးစိတ်သင်ကြားပေးနေရပါ။ Profit Mobile Phone မြင့်တင်တန်းကြောင့်ရဲ့အားသာချက်ကသင်တန်းကြီးတစ်ခါပေးသွင်းပြီးတာနဲ့နားမလည်လိုက်တဲ့သင်ခန်းစာတွေကိုလည်းအချိန်အကန့်အသတ်မရှိပြန်လည်သင်ကြားနိုင်တဲ့အခွင့်အရေးကိုလည်းပေးထားပါသေးတယ်။ ဲ့လုပ်ငန်းဝင်ဝင်တဲ့သူတွေကိုပိုင်ဆိုင်ဖွင့်မဲ့သူတွေနဲ့ကျွမ်းကျင်တဲ့တင်နန်းသားပေါင်းထောင်နဲ့ချီကိုမွေးထုတ်ပေးခဲ့ပြီးတော့တင်နန်းသားပေါင်းများစွာကိုလည်းဆက်လက်တင်ကြားပေးနေတဲ့တခုတည်းသောတင်နန်းမှာစိတ်ကူးအိမ်မက်တွေဖန်ပြီးပုံပေါ်နိုင်မဲ့တင်နန်းစင်မိုဘိုင်းဖုန်းမြင့်တင်နန်းမှာဆို Profit